မင်္ဂလာပါထိုင်းစံတော်ချိန်တနာရီနဲ့16မိနစ်ရှိပါပြီကျွန်တော်အခုမှအဲပြီးတယ်ဆိုတာအစည်းအဝေးတွေပြီးတယ်နော်ဒီညသတင်းနိုင်တိုင်းမြေခင်တရင်တဲ့ကမ်ပိန်းမှာလဲကျွန်တော်အပိစကားပြောဖိတ်ထားတယ်8နာရီမှာကမ်ပိန်းစတက်ကပါတယ်အဲ့တော့ဒီမှာ Academy နေအောင် you youtube ကိုစီတော့ဆိုပြီးတော့ အဲဥငါမင်းဆိုရပုတ်တင်လာတယ်တဲ့ဘာတင်လဲတော့မသိဘူးအဲ့တော့ကြည့်လိုက်နော်အကယ်ဒမီနေအောင်နဲ့ YouTube ကိုစီတို့ဟုတ်ကဲ့အားလုံးခြေလောက်ကြတော့မြန်မာများနေကောင်းကြမှာကြလားခင်ဗျအဲဒီနေ့တော့ကျွန်တော်ဒါအကယ်ဒမီနေအောင်နဲ့ YouTube ကိုစီပေါ့နော်အဲ YouTube မှာနာမည်ကြီးကိုစီပေါ့ဗျာအဲသူတို့သူတို့နှစ်ယောက်ကိုဒါကျွန်တော်ထောင်ကထွက်လာပြီးတော့ ေဖန်ထောက်ပြခဲ့တာလည်းရှိတယ်ဗျာเนาะအဲအဲ့ဒါအဲ့ဒါလည်းပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ live လွှင့်မယ်ဗျာเนาะဒီနေ့အခုဒီနေ့ဒီဇင်ဘာလ2ရက်ပေါ့เนาะည9နာရီဒီဇင်ဘာလ2ရက်ည9နာရီမှာတိတိမှာကျွန်တော် live လွှင့်ပါဘူးအဲ့တော့အဲ့ဒီ live မှာเนาะအဲ academy နေအောင်ပေါ့ဗျာဦးနေအောင်เนี่ยအဲ ကိုစီတို့ပေါ့နော် YouTube ကကိုစီတို့ကျွန်တော် live မှာတက်ပြီးတော့နော်ဆွေးနွေးလိုက်ပါလေနော်ဖိတ်ခေါ်ပါလေနော်ချစ်ခင်လေးစားစွာနဲ့ဖိတ်ခေါ်ပါလေဗျာနော်ဟုတ်ကဲ့ပါကျွန်တော်တို့အခုလိုဖိတ်ခေါ်တဲ့အတွက်ကျွန်တော်အခုလိုဖိတ်ခေါ်တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဒါပေမဲ့လို့ဆက်ပြောပါအဲကျွန်တော်ဝေဘာနာနဲ့ပတ်သက်ပြီးတော့အဲဦးနေအောင်ကြီးဘက်ကဘာပြောလဲတော့ကျွန်တော်မသိဘူးဗျာနော်သူတို့အတိုင်းဝိုင်းနဲ့ကျွန်တော်နဲ့တိတ်မနီးစောင်း เนาะအဲ့တော့ line ပေါ်မှာလည်းကျွန်တော်မတွေ့ဘူးတော့เนาะအဲ့တော့ဥနီအောင်ကြီးလည်းပြောစရာရှိရင်အဲတက်ပြောနိုင်ပါတယ်เนาะတယောက်တစ်ယောက်ချစ်ချစ်ခင်ခင်လေးလေးဆက်စားပါပဲเนาะကိုစီကတော့ကျွန်တော်ဝေဘာနာနဲ့ပတ်သက်ပြီးတော့သူကျွန်တော်ကိုဝေဘာထောက်ပြနာပတ်သက်ပြီးကျွန်တော်သူမိကွန်းတွေပြန်မေးထားတယ်ဗျเนาะပြန်မေးထားတယ်အဲ့တော့ကျွန်တော်ပြန်ဖြေပေးပါမယ်เนาะမျက်နှာချင်းဆိုင်ဖြေရတာပိုကောင်းတယ်ဗျเนาะအဲ့ဒီမှာတထိုင်နေတဲ့ခင်ဗျားဘက်ကလည်းပြန်ပြီးတော့ ပြောနိုင်တာပေါ့เนาะအဲတော့ကုစီလည်းတက်လာပါเนาะချစ်ခင်လေးစားစွာနဲ့ကုစီကိုလည်းဖိတ်ခေါ်ပါတယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့เนาะဒီနေ့ညเนาะဒီနေ့ဒီဇင်ဘာလ2ရက်နေ့ည9:00နာရီတိတိပါเนาะကျွန်တော်လိုက်တက်ပါမှာเนาะကျွန်တော်လိုက်ထဲကိုဝင်ဝင်လာခဲ့ကြပါเนาะဟုတ်ကဲ့ဟုတ်ကဲ့အားလုံးဆင်ပြေကြပါစီဗျာမြန်မာပြည်အမြန်ငြိမ်းချမ်းပါစေကျွန်တော်ငါးမိတ်ဆွေပါဗျာအော်သူကဟုတ်ပါတယ်ဝေရကတော့ငါဟို သူပြောထားတဲ့ဟာပေါ့နော်သူကကျွန်တော်ကိုဘာပြောထားလဲဆိုတော့တီပနေကျွန်တော်ကိုတွေးခွဲတယ်ပေါ့အဓိကကျွန်တော်ပြောတဲ့စကားကိုသူပြောထားတာအဲ့ဒါဘာလဲဆိုတော့လက်ရှိငားငားဆိုပြီးပြန်လွတ်တယ်ပြန်လွတ်တဲ့ဟာတွေဟာစဖမ်းတဲ့ကမတရားဖမ်းထားတာအတွက်ပြန်လွတ်တာကိုကတော့ဘာလီးမှယေရှုမတင်နိုင်ဘူးလို့ကျွန်တော်ကတော့ပြောထားတယ်အဲ့ဒီစကားပေါ်မှာသူကဘာပြန်ပြောလဲဆိုတော့အဲဒီဟာကားတဲ့ငားငားဖမ်းတာကသူ့ကိုအန်နီအစိုးရလက်ထက်ကတော့နော်အဲငားငားနဲ့ဖမ်းတာမဟုတ်ဘဲနဲ့ တမရကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ဖမ်းတာအခုမှတော့ငါးငါးကိုမင်းတွေကနေမြေကန်ရဲတွေကဖမ်းတာအဲ့တော့သူ့အနေနဲ့မင်းအောင်လှိုင်ကိုယေရှုတင်တယ်ဆိုတော့စကားကိုပြောထားတော့ကျွန်တော်ပြန်ပြောထားပါတယ်မင်းအောင်လှိုင်ဟာနိုင်ငံတော်အကြီးအကဲဖြစ်တာလားနော်နိုင်ငံခေါင်းဆောင်ပါမင်းအောင်လှိုင်ဟာလက်ရှိအာဏာသိမ်းထားတာနော် ပုံမှန်တစ်တစ်နှစ်အရနိုင်ငံအာဏာကိုမတရားလူယူတဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ယာဇဝတ်ကောင်ဟုတ်လားမဟုတ်ဘူးလားဒါလေးကိုပြန်ပြောပေးပါအဲ့တော့ဒါကိုကျွန်တော်ပြန်ပြောခဲ့တယ်အဲ့တော့ तू ကအခုကျွန်တော်တို့ဖိတ်ခေါ်တာပေါ့နော်အဲ့တော့ဒီညအားလုံးမြင်တဲ့အခုတော့ထိုင်းစံတော်ချင်းနော်ညသနာကြီးကြော်ပြီကျွန်တော်ကုဋေမပြီးသေးဘူးဒီမှာဟိုဝနေ့ကတိန်းတထောင်ကမ်ပိန်းမှာကျွန်တော်တာဝန်ယူထားတဲ့တိန်းတထောင်ကိုကျွန်တော် ကူညီမဲ့အတူတွေအခုဘန်နေလာပေါင်းသားမက်ဆန်ဂျာမှာမနေ့ကကျွန်တော်ပြတ်ဟာတွေ့မှာပါတန်းစီနေအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့အခုအလဲနဲ့ချမှာဖြစ်လို့တဲ့အခုချိန်နဲ့ကျွန်တော်ကျွန်တော်အလုပ်ပြီးသေးတာမဟုတ်ဘူးเนาะအဲ့တော့ဦးငါးမင်းစေကိုကျွန်တော်ပြောချင်တာကကျွန်တော်မှအဲ့လောက်အချိန်မပေါ်ပါဘူးเนาะဒါတစ်ချက်နောက်တစ်ချက်ကဦးနေအောင်လို့လူမျိုးနဲ့ကျွန်တော်တို့ဆွေးနွေးလို့အဖြေရအောင်မဟုတ်ပါဘူးကျွန်တော်နိုင်ငံရေးဆိုတာတွဲဆောင်ဆွေးနွေးရေးကနေအဖြေရှာကြတာမှန်ပေမဲ့ ်နော်ဒီလိုအပြင်းမဲ့တဲ့လူမျိုးနဲ့ကျွန်တော်ဆွေးနွေးတဲ့ဘာမှထူးမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်မှအဲ့လောက်အချိန်မပေါ်ပါဘူးနောက်တစ်ခုကဦးငါမင်းဆွေဆွဆွဲထားသလိုဒီပကလူတွေကမင်းတို့ကဒီပမှာနေပြီးတော့အဲဒီလက်ရှိစစ်တပ်နဲ့ဒီသူကိုတွေးခွဲတယ်ဆိုရင်တွေးခွဲတယ်ဆိုတာကမဟုတ်မမှန်တာတွေနဲ့လုတ်ကြံလီစေပြီးရန်တိုက်ပေးတာကိုတွေးခွဲတယ်ခေါ်ပါတယ်နော်ကျွန်တော်တို့ကျွန်တော်အခုတောက်လျှောက်ပြောထားတဲ့ YouTube မှာဝင်ကြည့်ပါကျွန်တော်တင်ထားတဲ့သတင်းတွေ မဟုတ်တာကိုဟုတ်ပါတယ်လို့လုံးကြံလီဆယ်ပြီးတော့ပြောထားတဲ့အရာရှိရင်လာခဲ့ပါကျွန်တော်ပြောတဲ့စကားကိုကျွန်တော်တောင်းရင်ယူပါတယ်ဒါပေမဲ့လက်ရှိအခုနော်ဘာစစ်တိုက်ပွဲမှမဖြစ်ဘဲနဲ့ပြည်သူတွေပဲရှိတယ်လက်နက်ကင်လည်းမရှိဘူး PDL လည်းမရှိဘူးဘဒူးမှမရှိဘဲနဲ့ဘုံကျဲကန်ထိွားတဲ့ဒေတာကပြည်သူတွေနော်ညဘက်ဖမ်းဝမ်းပြီးမနဲ့အလောင်းလာပြန်ပို့တဲ့ပြည်သူတွေ စစ်တောင်းထိုးလို့ထွက်ပြေးတဲ့နေရာမှာထွက်မပြေးနိုင်လို့အတက်ကြီးလို့ခေါင်းဖြတ်ပြီးတက်ခံထီးတဲ့တက်ကြီးရွယ်အိုတွေလင်းဟိုချုပ်ပြီးလင်းရှင်းမှာမရမရင်းချစ်တက်ခံရတဲ့ပြည်သူတွေနော်မျိုးစုံစာတင်ကြောင်းကိုဘုံကျဲလိုက်လို့ခလေးတွေတေးရတဲ့ပြည်သူတွေစစ်ချောင်စကန်းကိုဘုံကျဲလိုက်လို့တေးရတဲ့ပြည်သူတွေနော်အခုမွန်ပြည်နယ်ကြိုက်ထုံအဲဟုတ်တယ်ခမရတို့နော်ဦးငါးမင်းတွေခမရဒေတာကြိုက်ထုံဘုံကြီးကြောင်း စစ်တပ်ဘုံကျဲထားတယ်တွားကြည့်ပါခမယာကူထောင်းအောင်လွတ်လာပြီနော်အဲ့ဒီဘုံကြီးเจ้าမှာဘုံကျဲတဲ့အချိန်မှာဘုံကြီးတွေအဲ့ဒီเจ้าပြက်ထဲကနေတွေးတန်လုံးလုံးနဲ့ထွက်လာရတယ်ဘာလက်နဲ့ကင်မှလည်းမရှိဘူးပြည်သူတော်မရှိဘူးအဲ့လိုကျဲတာတွေအဲ့ဒါတွေဟာတိုင်းပြည်ကိုကာကွယ်စောက်ရှောက်တဲ့စစ်တပ်တစ်ခုရဲ့လှုပ်ရက်လားတိုင်းပြည်ကိုအကြမ်းဖက်နေတဲ့အကြမ်းဖက်စစ်သွေးကြွရဲ့လှုပ်ရက်လားနော်အဲ့တော့အဲ့ဒါကိုဦးငမ်းမေးဆိုရင်ကြည့်ပါဒီထက်မကပြစ်ချက်တွေအများကြီးရှိပါသေးတယ် နော်နောက်တစ်ခုကလက်ရှိဒီနေ့ကျွန်တော်တို့တိုင်းပြည်ဟာပျက်စီးခြင်းကိုဥတီပြီးတွားနေတယ်နော်လက်နက်ကင်ပြီးတော့တိုက်ပွဲဝင်နေတဲ့ PDF တွေတိုင်းညာအီယာကိုဒီကိုမေးကြည့်ပါခင်ဗျားတို့လက်နက်ကင်ပြီးတိုင်းပြည်ကိုအခုလိုတိုက်ချင်လားအေဂျင့်တာယာတဲ့ Federal Democracy ကိုလိုချင်လားနော်ဒီတိုင်းပြည်ဒီလိုဖြစ်အောင်လုပ်တာဒီအဲ့ဒီလက်နက်ကင်ထားတဲ့ PDF တွေနဲ့တိုင်းညာအီယာအိုတွေလားမင်းအောင်နိုင်လားအကဲမင်းအောင်နိုင်ဟာ2021မှာအာနာမသိနေ တိုင်းပြည်ဟာဒီလိုအခြေအနေဖြစ်လာမလားစဉ်းစားကြည့်ရင်သိပါတယ်ဗျာနော်အေးနိုင်ငံရေးဓမ္မဆိုပြီးတော့မှန်တာမှားတာကောင်းတာဆိုးတာကိုလစ်လျူရှုပြီးတော့ရအောင်ကိုယ်ပတ်ပြီးတော့ပြောချင်တာပြောမယ်ဆိုရင်တော့လေဒါကတော့ခမရဲ့သဘောပါကြိုက်တယ်လို့ပြောပါကျွန်တော်ဒီနိုင်ငံရေးဓမ္မမဟုတ်ပါဘူးနော်ကျွန်တော်ခမရလောက်လည်းကျွန်တော်မသိဘူးဒါပြွင့်လင်းပြောတာတာမန်ပြည်သူတွေကပြည်သူတွေကဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်အတွက်နိုင်ငံအရေးအတွက် မတရားတာကိုကျွန်တော်လက်မခံဘူးမှန်တဲ့ဘက်ကစန့်ကျင်တယ်နော်မှန်တဲ့ဘက်ကရက်တည်ပြီးမတရားမှုကိုစန့်ကျင်တယ်အဲ့ဒီအတွက်ကျွန်တော်ဟာတော်လက်ရှိတော်လိုင်းကာလဖြစ်တဲ့အတွက်တော်လိုင်းရင်းမှာပါဝင်တဲ့ပြည်သူတယောက်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်အတွက်မှားရင်မှားတယ်တော့ကျွန်တော်ပြောမှာပဲမကောင်းရင်မကောင်းအောင်ပြောမှာပဲ။ဘာဖြစ်လို့လဲလူတွေအားလုံးထဲမှာတရားဝါတွေအားလုံးထဲမှာလူလို့တမတ်ခံရတာ။ဘာဖြစ်လို့လဲအမားအမှန်အကောင်းအဆိုးအကြောင်းအကျိုးကိုခွဲခြားနိုင်လို့တော့အမားတာအမှန်တာအကောင်းတာအဆိုးတာရယ် အကြောင်းအကျိုးတွေကိုဆက်ဆက်ပြီးမကြည့်နိုင်ဘူးဆိုရင်တလိုက်ဆန်နဲ့အတူတူပဲအိမ်မဲ့စားမဲ့မေထုံမီဝဲမဲ့ဒါတော့ပဲသိရင်အဲ့ဒါတလိုက်ဆန်ပဲလူတို့ခေါ်လို့မရအောင်နော်အဲ့တော့နေအောင်ပြောခဲ့တဲ့ဇကားလိုပဲနော်နေအောင်ပြောတဲ့ဇကားကိုကျွန်တော်ကောက်ကြည့်ပြောမယ်ဆိုရင်ဒါတလိုက်ဆန်ဇကားပဲနော်ဒါရိုင်းနဲ့မဟုတ်နော်တက်ရောက်မှုကအဲ့တိုင်းရှိတယ်မှမမှန်မှန်ငတ်နိုင်ကြဆိုငတ်နိုင်ကဟာဆိုတိုင်းမှမမှန်မှန်ဖြစ်ကမှလားမမနေတဲ့ငါနိုင်ငံကိုမှန်အောင်ဖြစ်ကမှာလားအတိတ်ပဲစကားနှလုံးကြီးကအရင်ကွာတယ်နော် မမမမငါနိုင်ငံတို့ပြောလိုက်တာဒီနိုင်ငံချစ်တာလားမားနေတဲ့ငါနိုင်ငံကိုကောင်းအောင်လုပ်မယ့်နိုင်ငံချစ်တာလားဒီစကလုံးနှလုံးကိုမြင်အောင်ကြည့်ပါနော်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးငါလူဆိုးဆိုးမဆိုးဆိုးငါလူမျိုးဆိုတာငါလူမျိုးကကောင်းလောင်ဆိုးနေကောင်းအောင်လုပ်ပါမှာလားတောင်းပန်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးလားအဲ့ဒါဘယ်သူကလူမျိုးပို့ချစ်တာတယောက်ကဆိုးဆိုးမဆိုးဆိုးငါလူမျိုးကျွန်တော်တို့တို့ အတိတ်တရားနဲ့စဉ်းစားတတ်တဲ့လူကြတော့ငါလူမျိုးစိုးနေတယ်ငါလူမျိုးသူများလူမျိုးတွေချစ်ခင်လောင်သူများလူမျိုးတွေအထင်ကြီးလောင်သူများလူမျိုးတွေလေးစားလောင်သူများလူမျိုးတွေရိုတေလောင်သူများလူမျိုးတွေအားကျလောင်သူများလူမျိုးတွေနေရာပေးလောင်မှားနေတယ်ငါလူမျိုးငါအဲ့လိုလုပ်ပေးမယ်ကျွန်တော်လူအဲ့ဒါဘဒူကလူမျိုးချစ်တာလေเนาะကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်တယ်ငါကောင်းဆောင်မကောင်းရင်ကောင်းအောင်လုပ်ကမှာလားမ မကောင်းတဲ့ခေါင်းဆောင်ခေါင်းအောင်လုံးလို့မရရင်ခေါင်းဆောင်ပြောင်းရမှာလားကောင်းကောင်းမကောင်းကောင်းငါခေါင်းဆောင်ပဲလားအဲ့ဒါအဖြေနော်အဲ့တော့အဲ့ဒီစကားတွေအားလုံးကတလိမ့်ဆန်စကားတွေဒီစကားကိုဒီအတက်အရွယ်လူတယောက်ဆိုတာထွက်ပြောတယ်ဆိုတဲ့ကအဲ့လိုလူမျိုးကိုကျွန်တော်တို့ကတွဲဆောင်ဆွေးနွေးပြီးတော့အဖြေရှာလို့ရမှာလားဒါကြောင့်မလို့နော်နေအောင်လိုလူမျိုးနဲ့ကျွန်တော်တို့တွေ့ပြီးစကားပြောမယ်ဆိုတော့နေအောင်ကကျွန်တော်တို့ထက်အများကြီးစီနီယာနော်ဒါပေမဲ့ဦးတော်ကျွန်တော်တတ်မခွန်နိုင်ဘူး ။ဘာဖြစ်လို့အတက်ကြီးတိုင်းကျွန်တော်တို့ယုတ်တည်စရာမလိုဘူး။ကြီးသူယုတ်တည်၊ရွယ်သူလေးစားငယ်သူတရားဆိုတာဂါရဝတရားဆိုတာကျွန်တော်တို့လူပိတမှဂါရဝတရားထားလို့ရတယ်။လူမပိတပဲနဲ့တိရိစ္ဆာန်ဇယိုက်တိရိစ္ဆာန်အသွေးတိရိစ္ဆာန်စကားတွေပြောနေမယ်ဆိုရင်ကျွန်တော်တို့ကအတက်ကြီးလာပေဖို့နီးလာပဲရှိတယ်။ဂါရဝတရားထားစရာမလိုဘူးမထားနိုင်ဘူး။နော်အခုနေအောင်ထပ်ပြောလိုက်တဲ့စကားကြားမှာပါနော်ဦးမမင်းစီကိုယ်တိုင်ဝေမှန်ထားတယ်ဟမ်မထောက်ခံတဲ့လူအကုန်တတ်ပလိုက်ဆိုတော့စဉ်းစားကြည့် ါရီယာဒီအသက်ရွယ်လူပြောက်ကပြောရမယ့်စကားလားအဲ့တော့နေအောင်ဆိုတာနော် MSC ဒါသူရထားတဲ့ဘွဲရသူတို့ဘွဲရထားတဲ့လူပြောက်ကဒီလိုစကားတွေထွက်ပြောရဲဆိုတော့ဒီလိုလူမျိုးကိုကျွန်တော်တို့ကတွစ်ဆုံဆွေးနွေးအဖြစ်ရှာလို့ရမှာလားဒါကြောင့်မလို့အဲ့လိုလူမျိုးနဲ့နော်တန်းညီပြီးကျွန်တော်ကိုမခေါ်ပါနဲ့လို့မြေတားရက်ခံခြင်းနဲ့နော်ဥက္ကမေဆိုအနေနဲ့ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်လိုက်လွင့်တဲ့ဟာမျိုးတွေကြုံမှာပါနော်လိုက်လိုက်တောင်မှကျွန်တော်နေ့တိုင်းမလွင့်နိုင်ဘူးအကြောင်းရှိမှကျွန်တော်တို့လွင့်ပါလေသိလားအကြောင်းရှိဖို့ဆိုတာခွေးပြစ်ဖို့ နှခမ်းနေဖို့လိုတယ်ဆိုတဲ့ဟာမျိုးကြရင်ကျွန်တော်တို့ကအရေးပေါ်လိုတဲ့ဟာမျိုးကြရင်လိုက်တနာကြီးဆိုတနာကြီးတနာကြီးဆိုလွှင့်ပါအဲ့ဒီတနာကြီးတွင်မှရတဲ့ငွေအားလုံးကျွန်တော်ရှာပြီးပို့ပါတယ်လက်ရှိကျွန်တော်ထောက်ဖို့လုပ်နေတာဖြစ်တဲ့အတွက်เนาะပြည်သူတွေရဲ့ထောက်ပံ့မှုကိုကျွန်တော်တို့စနေတကျလက်ခံတယ်ဒါတွေပို့ဆောင်ပေးရပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့မှာအချိန်မရှိပါဘူးနော်ကျွန်တော်မှအချိန်ကြီးအဲ့လောက်ပေါ်မနေပါဘူးအဲငါကဝယ်ဆယ်ကိုခွဲတော့ခွဲနိုင်မယ်ဆိုရင်တော့ဦးငါမင်းစုဖိတ်တဲ့နော် light ကလေးကိုကျွန်တော်တက်ပေးပါလေလို့နော်အဲ့ဒါလေးအကြောင်းကြားတာပါ